ားပါရှင်။ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ဂျပန်ဆိုရရဲ့ဖိတ်ကြားမှုနဲ့ NGO ဝန်ကြီးဒေါက်တာဆော်ရီဆို KNU ဥက္ကဋ္ဌဘရိုဆော့ဖ်ဝဲထူဝင်း KNBB ဥက္ကဋ္ဌခူးရယ်နဲ့ CNF အထွေထွေတို့ဂျပန်နိုင်ငံကိုရောက်ရှိနေကြပြီးဂျပန်ဒုတိယနိုင်ငံသားရဲ့ဝန်ကြီးနဲ့မြန်မာအရေးတွဲဆောင်ဆွေးနွေးပါမယ်။ ရန်ရန်အင်အားကြီးမှပြီးအနေရရှိတဲ့အဖွဲ့ဖြစ်တယ်လို့တရုတ်အစိုးရပိုင်းမီဒီယာကချင်းချောက်ပြောဆိုလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမရှင်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ဂျပန်အစိုးရရဲ့ဖိတ်ကြားချက်ရ NUG ဝန်ကြီးဒေါက်တာဆော်ဝေဆို KNU ဥက္ကဋ္ဌဘရိုဆော့ကွယ်ထိုးဝင်း KNBB ဥက္ကဋ္ဌခူးရယ်နဲ့ CNF အတွင်းမှုတို့ဟာဂျပန်နိုင်ငံကိုရောက်ရှိနေကြပြီး ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့မြန်မာအရေးတွဲဆောင်ဆွေးနွေးခဲ့ကြတယ်လို့ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။မေလ14ရက်နေ့က ဂျပန်နိုင်ငံသားဒုတိယဝန်ကြီးမစ္စတာခိုမူရာမာဆာဟီရိုနဲ့မြန်မာနိုင်ငံကတိုင်းရင်းသားအဖွဲ့အစည်းတွေဖြစ်ကြတဲ့ကရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌဘရိုဆော့ကွယ်ထိုးဝင်းကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌခိုးရဲတို့နဲ့ဂျပန်ဒုတိယနိုင်ငံသားရဲ့ဝန်ကြီးတို့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါဗျ။ဒါအပြင်လွှတ်တော်ဒုဥက္ကဋ္ဌခိုမူရာကလည်း တိုင်းရင်းသားလက်နက်ကန်အဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးပြီးမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသလိုဂျပန်နိုင်ငံအစိုးရအနေနဲ့မြန်မာနိုင်ငံကသက်ဆိုင်သူအသီးသီးနဲ့တွေ့ဆုံဆွေးနွေးမှုတွေကနေလက်ရှိအချက်တဲကနေလွတ်မြောက်ဖို့နီလန်းရှာဖွေကဆက်လက်ကြိုးပမ်းသွားမယ်လို့လည်းမစ္စတာခိုမူရာကပြောကြားပါဗါးအလားတူအမျိုးသားညညွေးဆိုရ NGO ဝန်ကြီးဒေါက်တာဇော်ဝေဆို CNN အတွင်းမှုတို့ကလည်း ဂျပန်အစိုးရရဲ့ဖိတ်ကြားမှုနဲ့ဂျပန်နိုင်ငံကိုရောက်ရှိနေကြပြီးဂျပန်နိုင်ငံဘက်ကတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးမှုတွေရှိနေတယ်လို့လည်းသိရပါတယ်ရှင်။ရခိုင်ပြည်နယ်တရင်တပုတ်ကိုတက်ဆက်ပေးကြပါမယ်။ရခိုင်ပြည်နယ်တန်နွဲ့မြို့နယ်ရွှေလေတရာအနီးတပ်ဆွဲထားတဲ့ကျမ်းပဲစစ်သားတွေကိုစစ်တပ်ကတိုက်လေနဲ့ရခိုင်တွေကျဲချပေးခဲ့တယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပြပါရတယ်။မနေ့ကမေလ15ရက်နေ့ပိုင်းအချိန်မှာစစ်တပ်ဟာ လင်းလက်ရဲခါတွေကိုချပစ်ခဲ့တာဖြစ်ပြီးအဲ့ဒီရဲခါတွေကအကြက်ဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာကိုကြောက်ချင်းမရှိပဲတောဆက်အနီးကိုကြောက်ခဲ့လို့လည်းသိရှိရပါတယ်။ဒါပေမဲ့အကြက်ဖက်စစ်သားတွေကတပ်ဆွဲထားတဲ့နေရာကနေထွက်ပြီးအဲ့ဒီရဲခါတွေကိုမကောက်ရဲဘူးလို့လည်းဒေသခံပြည်သူတွေကပြောပါရရှင်။ တင်းသားရီတန်တင်းတဘောက်ကိုတင်ဆက်ပေးကြပါမယ်။တင်းသားရီတန်ရေဖြူမြွနဲ့ဇာတိကျွရကိုအကြက်ဖက်စစ်တပ်ရဲ့မောရဝဒီရေတပ်စကန်ထနာကျုပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်လက်ကြီးနဲ့ပြစ်ခတ်တာကြောင့်အသက်16နှစ်အရွယ်နဲ့အသက်17နှစ်အရွယ်ရှိတဲ့မောင်နှမနှစ်ဦးဟာတေဆုံးသွားခဲ့တယ်လို့ဒီမိုကရေစီရေလှုပ်ရှားမှုတပိတ်ကော်မတီတဝဲကရန်ကတာဝန်ရှိသူတို့ကပြပြပါရယ်။မေလ15နှစ်မနက်ပိုင်းအချိန်မှာအကြက်ဖက်စစ်တပ်ရဲ့မောရဝဒီရေတပ်စကန်ထနာကျုပ်ကနေ ဇာဒီကျွာဘက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်လက်ကြီးနဲ့၄ကြိမ်ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုပစ်ခတ်မှုကြောင့်ဇာဒီကျွာ တက်လာတော်ရက်ကွက်ကနေတလုံးပေါ်ကိုကြောက်ရောက်ပေါက်ကွဲသွားခဲ့ပြီးနေနေကအသက်16နှစ်အရွယ်မောင်စောမျိုးအောင်နဲ့ညီမဖြစ်သူအသက်17နှစ်အရွယ်မပပွင့်တို့ဟာတည်ဆုံသွားခဲ့ရတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီဇာတိကျေးရွာဟာမောရဝတီရေတပ်စခန်းဌာနချုပ်နဲ့9မိုင်ခန့်ကွာဝေးတဲ့ကျေးရွာကဖြစ်ပြီးဇာတိကျေးရွာနဲ့အနီးအနားတစ်ဝိုက်မှာဘာတပ်ပွဲမှမဖြစ်ဘဲအကြမ်းဖက်စစ်တပ်ဟာလက်လက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်နေရင်လည်းပျက်စီးခဲ့တာကြောင့် ပြည်သူတွေဟာလည်းဘေးလုံးမဲ့ထင်တဲ့နေရာတွေကိုရွာလုံးကျွတ်နေပါ ထွက်ပြေးတင်းရှောင်နေကြရလို့ဒီမိုကရေစီရေလှုပ်ရှားမှုတပိတ်ကော်မတီဒဝဲခရိုင်ကတာဝန်ရှိသူတို့ကပြပြပါရရှင်ဆလတ်တက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့အကျမ်းပဲစစ်ကောင်စီဟာရွှေတကုံစီရောအတွင်းကအမဲရောင်တစ်စောင်းတစ်ခုမှာအမဲရောင်ဖျား အမဲအောင်တန်လျက်ကိုအမိုးထားတဲ့ရွှေနဲ့ငွေငကယုံဖျားကို ပြုတ်လုပြီးထူးဆန်းတဲ့ရေရရာခြေမှုကိုလှုပ်ဆောင်ခဲ့လို့သိရှိရပါတယ်။အဲဒီရေရရာကိုမေလ17ရက်နေ့မှာစစ်ကောင်စီကပြုတ်လုခဲ့တာဖြစ်တယ်လို့အဲဒီနေ့မှာပဲရွှေရီကုံစီတွေကဆယ်တော်မူဖျားပါဝင်တဲ့နိုင်ငံလုံးတရင်တစ်ဖွဲ့တွေပါ ဆေလောမှုဖျားဂါရာတွေကိုရွတ်ဆိုဖို့အတွက်မင်းအွန်လိုင်းကညွှန်ကြားခဲ့လို့လည်းသိရှိရပါတယ်။စစ်ကောင်စီကနဂယုံဖျားတီထားမှုတွေကိုမကြာခဏလှုပ်ဆောင်နေရှိရမှာရွှေတဂုံစီရောမှာရရချေတဲ့ရွှေနဲ့ငွေနဂယုံထားတဲ့အမဲရောင်ဖျား အမဲရောင်တန်လျဲတို့မှာလက်ရှိစစ်တပ်ကြဆုံးနေတဲ့နိုင်ငံရေးအခြေအနေကိုအဖက်ဆယ်တဲ့ရရရဖြစ်နိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါဗါဒအပြင်တနိုင်ငံလုံးကတည်ရင်တဖွဲ့တွေကိုစေတော်မူဖျားပုံတော်တွေကိုကပ်ပြီးစေတော်မူဖျားကာတာပရိတ်တော်နဲ့ဂုံတော်ကိုရွတ်ဖက်ပူဇော်ကြဖို့အတွက်စစ်ကောင်စီခေါင်းဆောင်မဲအောင်လိုင်က မေလ17ရက်နေ့မှာညွှန်ကြားခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်အကျန်းဖက်မဲအောင်လန်းကလွန်ခဲ့တဲ့လပိုင်းကလည်းဆယ်တော်မူဖျားကိုလှုပ်ဝဲလာရောက်ပြီးရဲရဲချေခဲ့လို့လည်းသိရှိရပါတယ်။လက်ရှိမှာစစ်ကောင်စီကဆယ်တော်မူဖျားပုံတော့ဆယ်တော်မူဖျားဂါထာစာအုပ်တွေကိုတင်းချီရိုက်နေပြီး တရင်တပ်ဖွဲ့တွေအားလုံးနဲ့ဌာနဆိုင်ရာအချုပ်ကိုဖြန့်ဝေပေးခဲ့ပြီးအဲ့ဒီဂါထာဆောက်ထဲမှာဆယ်တော်မူမြတ်စွာဘုရားဂါထာကိုရွတ်ဖတ်ရတယ်။အကျိုးကျေးဇူးတွေနဲ့အခက်ခဲကံဆိုးကံညံ့တွေကနေကံဆော်တော်မူခြင်းကအဓိကဖြစ်ပြီးအခြားရတဲ့အကျိုးရလဒ်တွေအနေနဲ့လည်းလူချင်းလူခင်ပေါ်များခြင်း၊ကျမ်းမာချမ်းသာခြင်း၊အနေရဆိုးတွေကနေကွင်းဆောင်ခြင်း၊ရန်သူမျိုး၅ပါးဘေးကကင်းဝဲစေခြင်း၊မိမိပြောဆိုသမျှစကားအလုံးအောင်မြင်ခြင်း၊လက်လာပပေါ်များခြင်း ထိပေါက်ခြင်းသို့မဟုတ်ထိပေါက်သလိုငွေဝင်ခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိနိုင်တယ်လို့လည်းရေးသားထားပါရရှင်။စကန်တဲ့တဘောကိုတင်ဆက်ပေးကြပါမယ်။စကန်တဲ့ရှိုးမြို့အဝင်ဂိတ်မှာအကြက်ဖက်စစ်တပ်ဟာကုန်ကားတွေကိုနေ့စဉ်ဖမ်းဆီးပြီးငွေကြက်30ချီတောင်းခံနေတာကြောင့်ကျေးရွာတွေမှာကုန်စည်နှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ဒေသခံပြည်သူတွေကပြောပြပါရတယ်။မေလာပိုင်းကနေစတင်ကရှိုးမြို့အဝင်ဂိတ်တွေမှာ အကြက်ဖက်စစ်တပ်ဟာကုန်ကားတွေကိုအကြောင်းမဲ့ဖမ်းဆီးပြီးငွေကျပ်30ချီတောင်းခံနေတာကြောင့်ကုန်ကျစရိတ်ပုံမများပြားလာကကြေးရွာတွေမှာကုန်စင်းလုံးအဆမတန်မြင့်တက်လာတယ်လို့လည်းသိရှိရပါတယ်။ကားတွေကိုစစ်ဆေးလို့ဘာမှမတွေ့လဲ။မာရှယ်လော့အမိန့်ကိုဆန့်ကျင်လို့ဆိုပြီးအကြောင်းပြကစေသိန်းကနေသိန်း90ချီပေးကမှပြန်လွှတ်ပေးတာတွေရှိနေတယ်လို့လည်းသိရပါတယ်။ဒါအပြင်အကြက်ဖက်တပ်သားတွေဟာကြေးရွာတွေကနေဈေးလာဝယ်တဲ့ဆန်ကယ်တွေ သုံးဘဲတွင်တဲ့ကားတွေကိုနေ့စဉ်ဖမ်းဆီးပြီးငွေကျပ်3000ကနေ3သိန်းထိပေးဆောင်နေရတယ်လို့လည်းပြည်သူတွေကပြောပြပါရရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်လူမျိုးရေးတက်မတော် KIA ဟာမြန်မာနိုင်ငံမြောက်ပိုင်းကလက်နက်ကန်အဖွဲ့တွေထဲမှာအင်အားကြီးမားကအနေရရှိတဲ့အဖွဲ့ဖြစ်တယ်လို့ တရုတ်အစိုးရပိုင်းမီဒီယာတစ်ခုကပြောဆိုလိုက်ပါတယ်။ KIA ကိုဒုတိယကမ္ဘာစစ်အတွင်းကဖွဲ့စည်းခဲ့တာဖြစ်ပြီးအမေရိကန်ပြည်ထောင်စုရဲ့လက်လက်ထောက်ပံ့မှုတွေတစ်ချိန်လုံးရှိနေပြီးစုစုပေါင်းတပ်ဖွဲ့ဝင်တောင်းချီရှိကတပ်မဟာ၅ခုနဲ့ဖွဲ့စည်းထားရလို့လဲဆိုထားပါတယ်။ဒါအပြင်တရုတ်စန့်ကျင်အမြင်တွေကိုပြတ်တာထားပြီးအမေရိကန်ထောက်ခံရေးအဖွဲ့လည်းဖြစ်တယ်လို့လည်းတရုတ်အစိုးရပိုင်းမီဒီယာက ပြောပါတယ်။ KIA နိုင်ငံရေးရည်မှန်းချက်တွေထဲမှာကချင်ပြည်နယ်ကိုမြန်မာနိုင်ငံကနေတီးကြားခွဲထုတ်ရုံသာမကအ ယူနန်ကလူနည်းစုအချို့ကိုတရုတ်နိုင်ငံကနေခွဲထွက်ဖို့အတွက်ထပ်မံသွေးထိုးလှုံ့ဆော်နေတဲ့အတွက်ကြောင့်အန်ရယ်ရှိတဲ့အဖွဲ့ဖြစ်တယ်လို့တရုတ်အစိုးရပိုင်းမီဒီယာကဆွဆွဲပြောဆိုထားပါတယ်။ဒါအပြင်တိုက်ပွဲအခြေအနေအရမြန်မာစစ်တပ်ဟာအတိုင်းအတာတစ်ခုထိရှုံးနေသွားပြီး KIA နဲ့ MNDA တို့က22ရက်အတွင်းမှာ ကချင်ပြည်နယ်ထဲမှာမြန်မာစစ်တပ်စခန်း၉ခုနဲ့စခန်းငယ်၅၀တို့ကိုသိမ်းပိုင်နိုင်ခဲ့လို့လဲဆိုထားပါဗျ။ KIA အဖွဲ့ကမြန်မာနိုင်ငံရဲ့အဓိကနယ်စပ်ဖြတ်ကျော်ဂိတ်၅ခုထဲကတစ်ခုဖြစ်တဲ့လွဲကျဲနယ်စပ်ဂိတ်စခန်းကိုသိမ်းပိုက်လိုက်တယ်လို့အဲ့ဒီနယ်စပ်ဂိတ်ဟာတစ်နှစ်ကိုတရုတ်နဲ့မြန်မာနိုင်ငံကြားကုန်သွယ်မှုအမေရိကန်ဒေါ်လာတန်း၁၀၀ကျော်တန်ဖိုးရှိတဲ့အရေးပါတဲ့နယ်စပ်ဂိတ်တစ်ခုလည်းဖြစ်တယ်လို့လဲဆိုထားပါဗျ။ လက်ရှိအခြေအနေအရအနာဂတ်မှာတရုတ်နိုင်ငံအတွက်အရေးကြီးတဲ့စိန်ခေါ်မှုတစ်ခုရှိနေပြီးပထမအချက်ကလုံခြုံရေးဖြစ်ပြီး KIA နဲ့မြန်မာစစ်တပ်တို့ဟာတရုတ်နိုင်ငံနယ်စပ်မှာတိုက်ပွဲဖြစ်ပွားနေတာကြောင့်တရုတ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့နယ်စပ်နေတရုတ်လူမျိုးတွေရဲ့လူဆွေးရနဲ့ပစ္စည်းလုံခြုံရေးကို ထိခိုက်စေတယ်လို့လည်းဆိုထားပါဗျ။ဒုတိယအချက်အနေနဲ့ ကုံသွယ်မှုနဲ့ကုသန်းရောင်းဝယ်ရေးနဲ့ဆက်လင်းပြီးအဓိကတရုတ်မြန်မာနယ်စပ်ဖျက်ကျော်ခဲ့အသိမ်းခံရခြင်းနဲ့အတူမြန်မာနိုင်ငံတွင်းစစ်ပွဲတွေဟာတရုတ်မြန်မာစီးပွားရေးဇင်းကြံတိစောက်မှုကို ထိခိုက်စေတယ်လို့လည်းဆိုထားပါဗျ။ဒါဟာတရုတ်နိုင်ငံ Bethan Road Initiative ရဲ့မြန်မာပြည်ဝမျှဖွံ့ဖြိုးတိုးတက်မှုကိုဘယ်လိုပြပြစေတယ်ဆိုတာကိုညွှန်းဆိုနေတဲ့တာဒကတစ်ခုဖြစ်တယ်ဆိုတာကိုလည်းတရုတ်ဆိုရမီဒီယာက ပြောပြထားပါဗျ။ဒီလိုအခြေအနေမှာမေ့အောင်လိုက်အနေနဲ့ ပြည်တွင်းအခြေအနေကိုမထိန်သိမ်းနိုင်တော့ဘူးလို့ဆိုရင်တရုတ်တပ်မတော်ကအပြည့်အဝပြင်ဆင်ပြေးသားဖြစ်နေပြီလို့လည်းချင်းချောက်ပြောဆိုခဲ့ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။နောက်ထပ်ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတော့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။